နော်ပြန်ပြောပြမယ်နော်မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေရင်တွေးကွဲနေရင်အဆင်ပြေအောင်စီးလုံးအောင်လုပ်ရမယ့်ရည်ရည်လေးဖြစ်ပါတယ်ဆရာငယ်ပြီးလိုက်တဲ့ရည်ရည်လေးတွေကဘာမှမခတ်ပါဘူးလွယ်လွယ်နဲ့ထိရောက်စေပါတယ်ဆရာမင်္ဂလာပါတယ်ဟုတ်ဆရာမင်္ဂလာပါဆိုတော့ဆရာတရီသားမိသားလေးကိုဆရာရည်ရည်လေးမပြောပြဂျူပြောကြည့်မယ်ကျွန်တော်ရဲ့အတွေ့အကြုံရဆရာဘီရင်ဟောတာလည်းနည်းနည်းကြားလာပြီဆိုတော့ဆရာသတိထားမိတဲ့တစ်ချက်ကိုကျင်းတည်ပြောရပါမယ် မမိုးဟိုင်းနေဆရာတို့စီဝါတတ်တော့မဲ့အိမ်နဲ့စီဝါပြတ်တော့မဲ့အိမ်ကိုခွဲခြားတဲ့အခါမှာဘာမှမခတ်ပါဘူးခင်ဗျာအလွယ်လေးပါစီဝါပြတ်တော့မဲ့အိမ်ဆိုရင်မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ရင်ကိုဟွန်းဟဲဖြစ်လာတာမျိုးတယောက်နဲ့တယောက်တဦးနဲ့တဦးဟိုမျက်နှာရှင်းဆိုင်ကိုစိုက်လို့မရဘူးတယောက်နဲ့တယောက်သူကဒါဆိုကိုကဟိုကပူပေါက်ကြလာတာမျိုးတွေတဦးနဲ့တူတယောက်နဲ့တယောက်က ိုဘယ်လိုပြောမလဲဟိုမျက်ဟိုမျက်စောင်းနေဘုံခတ်နေတာမျိုးတယောက်ရဲ့အတင်းမိမိရဲ့အိမ်ရဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းသူရင်သေးချာကိုအခြားတစ်ပါးသူကိုပြောလာတာမျိုးလေးဆိုဒါဆိုရင်မကြပါဘူးဘလောက်စီဝါတက်တက်အဲ့ဒီမိသားစုစီဝါပြတ်ပါတော့မယ်စီဝါတော်မယ့်အိမ်ဟာတိတာပါလေခင်ဗျာစီဝါတက်ရှင်ရင်ဆနာလို့စီဝါတက်တော်မယ့်အိမ်ဟာတယောက်နဲ့တယောက်တူးနဲ့တူးအဲ့တော့ဆရာမိတ်ဆွေတွေတော်တော်များများပြောဖြစ်တယ် ပစီဝါရဲ့အဆင်ပြေကျင်တာလားအတတ်နိုင်ဆုံးနံပါတ်၁ကတော့ငွေရှာတာမျိုးအလုပ်လုပ်တာမျိုးကလုပ်ပါငွေအရှာတာအလုပ်လုပ်တာအရန်ကြီးတိုးပြီးတော့လုပ်တာဟာစီဝါတတ်မှာမဟုတ်ဘူးကိုယ့်ရဲ့အိမ်တွင်းမှာရှိတဲ့မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေရင်မိသားစုတွေစီလုံးအောင်လုပ်ပါခင်ဗျာဒါဆိုရင်မကြပါဘူးအဲ့ဒီမိသားစုကစီဝါတတ်ကိုတတ်ပါတယ်ခင်ဗျာအဲ့တော့စီဝါတတ်ရှင်ရင်ငွေရှာခြင်းထက် စီးပွားတက်ရှင်ရင်အလုတ်တိုးလုတ်ရှင်းတက်ပုံမှန်လေးတိုင်းလုတ်ပြီးတော့မိမိရဲ့မိသားစုအတွင်းမှာအိမ်တွင်းမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာကိုအရင်ဖြေလည်အောင်ဖြေရှင်းပါဒါကြောင့်ဆရာတို့ကသိတယ်မိသားစုတစုမှာတယောက်ကတယောက်အကိုကိုညီရညီကိုကိုကဒါပြီးတဲ့အခါမိဘကိုတာသမီးရတာသမီးကိုမိဘတယောက်နဲ့တယောက်ကကြည်လာတဲ့အိမ်ဟာကျင်းတည်ပေါ့မကြောက်အဲ့ဒီအိမ်စီးပွားတက်တော့မယ်ဆိုတာဆရာပြောရဲပါတယ်အေးဒါပေမဲ့ မိသားစုပွေပွဲပြီးကြိုက်သလောက်ရှိွားရှာပါအဲ့ဒီငွေဟာမမြဲပါဘူးအဲ့တော့မိတ်ဆွေတို့ရဲ့မိသားစုတွေမှာစီးပွားတက်ရှင်နေဆိုလို့ရှိရင်မိသားစုမှာနားလည်မှုလွဲနေတာကိုဟဲ့မောင်ဟဲ့တားဟဲ့အဖေဟဲ့ဆိုတာမျိုးမိသားစုစီးပွားရေးစီးလုံးအောင်ကြိုးစားခြင်းဖြင့်မကြပါဘူးကျင်းတည်စီးပွားတက်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါတတ်သဘောပါပဲဆရာတော်ကြီးထားမိတော့ပြောတာကောင်းပြီဆိုတော့မိသားစုအိမ်တွင်းမှာနားလည်မှုရှိပြီးတော့အဆင်ပြေစေရန် တဦးနဲ့ဒုတိယနဲ့တယောက်နားလည်မှုလွဲနေတာကိုအစဉ်ပြေအောင်မြင်စေဖို့ရေတရာလေးပေါ်ပြပေးပါမယ်မိသားစုတွေဝင်တွင်မှာတယောက်နဲ့တယောက်တဦးနဲ့တဦးသွေးပွဲနားလည်မှုလွဲနေရင်မကြပါဘူးစီးပွားပြတ်တက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မိသားစုတွေမှာအေးအေးချမ်းချမ်းနဲ့တတရာဖြစ်ပြီးတော့ဖယိုဖယဲပြိုလဲနေတာမျိုးတွေရှိလို့ရှိရင်လုံလို့ရပါတယ်မခက်ပါဘူးခင်ဗျာ ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးရှိတဲ့ပုံကိုဓာတ်ပုံလေးတစ်ပုံကိုလိုအပ်ပါတယ်။မရှိလို့ရှိရင်လည်းကွန်ပျူတာဆိုင်တို့ Photoshop ဆိုင်တွေမှာလုပ်ခိုင်းလိုက်ပါ။မိမိမိသားစုတွေစုပြီးတော့မိသားစု9ယောက်ရှိရင်9ဦးရိုက်ထားတဲ့ဓာတ်ပုံလေးမိသားစု6ယောက်ရှိရင်6ဦးရိုက်ထားတဲ့ဓာတ်ပုံလေးမိသားစု9ဦးရှိရင်9ဦးစုရိုက်ထားတဲ့ဓာတ်ပုံကလေးအဲခလေးပေါက်စတွေတော့မပါလဲရတာပေါ့။အဲ့ဒီလိုဓာတ်ပုံကလေးနဲ့မှန်ပါကလေးတွင်းလိုက်ပါ။ မမောင်ကလေးသွင်းပြီးတော့အဲ့ဒီတက်ပုံလေးတစ်ခုကိုမမောင်ကလေးသွင်းပြီးတဲ့အခါမိတ်ဆွေတို့ရဲ့အိမ်ရဲ့ဧည့်ခံမှရှိတ်ထားပါဂျိမ့်သေးပါထူချားစွာပဲတယောက်နဲ့တယောက်ဒူးနဲ့ဒူးသွေးကစကားပြောတဲ့ဆိုတဲ့အတိုင်းပဲစီလုံးလာပါလိမ့်မယ်ဒုတိယတစ်ခုဒါကမှဆရာကြီးမကျင့်တတ်သေးဘူးကျွန်တော်ကစုပါတောင်းကျင်သေးတယ်ဆရာကြီးကျွန်တော်ကတူတည်းနေတာမိသားစုနဲ့အဆင်မပြေဘူးဆိုလဲတယောက်တည်းနေလဲလှုပ်ရှင်နေဆိုလှုပ်ထားလို့ရပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဆရာကြီးကျွန်တော်ဒီထက်ပိုလုံနိုင်အောင်မြန်အောင်လို့ချက်လောက်အောင်မလားဆိုရပါတယ်ခင်ဗျအဲ့ဒီရဲ့ဟိုမှန်ပေါင်လေးနဲ့ချိန်ထားတဲ့ဓာတ်ပုံကလေးကိုကြည့်ပြီးတော့ဘလောက်စမပြေပြေနော်အော်ငါမိသားစုလေးစီစီလုံးနဲ့လုံးနဲ့ဂျင်းဂျင်းနာနာရှိပါလားဆိုတဲ့စကားလေးကိုကောင်းသောစကားလေးကိုတနေ့ကိုတတိယတိုင်းပြောပြောပေးပါမကြပါဘူးတယောက်နဲ့တယောက်တူးနဲ့တူးသွေးကွဲနေတဲ့မိသားစုတွေဟာအမျက်ပြေပြေလို့အရှိတေဝင်လာပါလိမ့်မယ် ဒါကရေတရားတစ်ခုနောက်ထပ်တစ်ခုရှိပါသေးတယ်နောက်ဒုတိယရေတရားဒုတိယရေတရားကတော့ဆရာဟောကမ်းမှာဆိုအများစုပေးလိရှိတယ်ဆရာပေါက်စားလောက်နေဆရာပေးလိရှိတယ်ရေတရားပါဆရာတို့ဂိုင်းပါတဲ့ဖန်ကွက်လေးတစ်ခုထဲမှာဂိုင်းပါတဲ့ဖန်ကွက်လေးတစ်ခုနဲ့ကြောက်ဆက်ရွက်ခဲလေးတွေလိုအပ်ပါတယ်ကြောက်ဆက်ရွက်ခဲဆရာဒါကိုတင်မှုတဲ့တယ်နော်ကြောက်ဆက်ရွက်ခဲဆိုတော့မိသားစု၅ဦးရှိရင်ကြောက်ဆက်ရွက်ခဲ၅ခဲလိုအပ်ပါတယ် မိသားစု6ဦးရှိရင်ကြောက်စရက်ကဲ6ပဲလိုအပ်ပါတယ်ဆရာတို့ဂိုင်းပါတဲ့ဖန်ကွာကလေးတဲမှာဆရာတို့ရေလေးထည့်လိုက်ပါရေလေး3ပုံပေါ်ရင်တပုံပဲထည့်တယ်တဝက်ပဲထည့်တယ်အတင်းတင်းတလို့ရေလေးထည့်လိုက်ပါဂိုင်းပါတဲ့ဖန်ကွာလေးတဲမှာကြောက်စရက်ကဲကိုဟိုကိုယ့်ရဲ့အဖေရှိတယ်အဖိုးရှိတယ်ဆိုအဖိုးကချီအကြီးဆုံးကစာပြီးတော့ဥပဒုဥအောင်တနင်္ဂနွေသားအဖေအတွက်ဆိုပြီးတော့ ဥအောင်တနင်္ဂနွေသားအတွက်ကိုစားပြုတဲ့ကြောက်စရစ်ခဲနောက်တစ်ခေတ်ဟောဒေါ်ကြီးတနင်္ဂလာသမီးအတွက်ကိုစားပြုတဲ့ကြောက်စရစ်ခဲဟောကိုရဲ့အကိုရှိတယ်အမရှိတယ်အမဆိုလဲဒေါ်တီဆိုပြီးတော့ဒေါ်တီတောက်ကြသမီးအတွက်ကြောက်စရစ်ခဲပါဇက်ကနေခေါ်ပြီးတဲ့ကို့အတွက်ဆိုလဲဟိုမှာကို့အတွက်ကိုဘောနော်အဲကိုကထားပါတော့မောင်နီဆိုရင်မောင်နီစနေသားအတွက်ကြောက်စရစ်ခဲဒါပြီးတော့ကို့ညီရှိတယ်ဆိုညီဘောနော်မိသားစုတွေးရင်းပါပဲနော်ဟို ဟိုဘယ်လိုပြောမလဲမိသားစုအိမ်ထဲမှာခုနှစ်ယောက်ရှိရင်ခုနှစ်ခဲထည့်ပေါ့ဒါကမှအိမ်အောင်ခွဲတွေအိမ်အောင်ကြာနေတဲ့မိတ်ဆွေတွေအိမ်အောင်ခွဲနေတဲ့အမျိုးပဲကိုယ့်အိမ်ထဲမှာပဲတူတူလာနေပြီးတော့ရှိတယ်ဆိုရင်ဆွေမနာမည်လည်းထည့်ခြင်းထည့်ပါစီစီလုံးလုံးရှိအောင်နော်မိသားစုဦးရေအလိုက် just like လေးထည့်ပါထည့်ပြီးသွားတဲ့အခါကျတော့ get to စာရွက်ကလေးကိုကျတော့ get to စာရွက်ကလေးဒီလိုပုံးနေပါတယ်မပါတယ် get to စာရွက်ကလေးပေါ်မှာမိသားစု CC um sorry မိသားစု အားလုံးဆရာဘလို့မိသားစုဝင်မိသားစုတွေအားလုံးစီစီလုံးလုံးနဲ့အဆင်ပြေပါစေကိုရင်းရှင်တဲ့ဟာလေးကိုဆရာကလေးမှာဘောပင်ကလေးနဲ့ရေးဒါပေမဲ့ရေးတဲ့အခါတဝေတို့စလုံးရေးစေနေဆုံးရမယ်ဆူတောင်းတဲ့သဘောပေါ့နော်မိသားစုတွေအားလုံးစီစီလုံးလုံးနဲ့အဆင်ပြေပါစေကောင်းတဲ့နမိတ်လေးတို့မဟုတ်ရင်မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်နွေနွေထွေးထွေးကြည်ညိုနာနာရှိပါစေတို့မဟုတ်လေမိသားစုဝင်တွေအားလုံး စီစီလုံးလုံးနဲ့တက်တက်မမရှိပါစေသဝေတို့စားလို့စေနေဆုံးရမယ်အဲ့ဒီရဲ့ဆွမ်းနာဂိုင်းထဲမှာကြောက်စစ်ကဲထဲထားတဲ့ရေလေးထဲထားတဲ့ခွက်လေးတဲ့ကိုဂတ်လူစာရွက်ကလေးကိုထိတ်ကလေးနည်းနည်းလောက်ထိအောင်မထိတာအလုံးဝမနစ်ပြင်းနဲ့ထိအောင်လေးထိပြီးတော့ဆရာတို့ထည့်ထားလိုက်ပါတဖြည်းဖြည်းနဲ့အဲ့ဒီဂတ်တူအဲ့ဒါပြီးလို့ရှိရင်မိတ်ဆွေတို့အမြင့်တဏီယာဖះเจ้าကမဟုတ်ဘူးအမြင့်တဏီယာရဲ့နိုင်ရန်တစ်ခုခုကိုကတ်ပြီးမိထားလိုက်ပါ ဒါဆိုဘာမှဂါဒာရီမန္တရားတွေဘာမှရွတ်เสียမလိုပါဘူးအဲ့ဒီကြောက်စစ်ခဲတဲ့ဟိုဂတ်ထူစာရွက်ကလေးပျော်ဝင်သွားတဲ့အခါတဖြည်းဖြည်းကြောက်ပျော်ဝင်သွားတယ်လို့မိသားစုအတွင်းမှာရှိတဲ့အဆိုင်အခဲတွေအတုံးအတစ်တွေအဖူအထစ်တွေအားလုံးပြေပြော့ရော့ကျသွားပြီးတဲ့အခါမကြခင်မဲ့တဖြည်းဖြည်းနဲ့အဆင်ပြေလာပါလိမ့်မယ်အခုရေတွင်သူအခုရေကြီးတောက်လို့တော့မရဘူးပေါ့ဗျာအဲ့တော့ဆရာမိတ်ဆွေများအနေနဲ့ တဦးနဲ့တူတယောက်နဲ့တယောက်မိသားစုတွေအဆင်မပြေရင်အဲ့ဒီဇာအခုဖော်ပြပေးတဲ့ရေရရာလေးနှစ်ခုကိုလုပ်ပါဂိမ်းလေးအဆင်ပြေပါတယ်ရေရရာဆိုတဲ့နေရာမှာရေရရာဆိုတာမိတ်ဆွေတို့အနေနဲ့ဂါဒါတို့မန္တရတို့ရေရရာတို့ဆိုတာချက်ချင်းကြီးဆွမ်းလာတာမဟုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့ဓာတ်အစီဆိုရတဲ့စီစီလုံးလုံးဖြစ်သွားပါလိမ့်မယ်အခုရေရရာရှိအခုပြန်လာရအောင်ရေရရာမဟုတ်ပါဘူးဒါဟာ အခုချက်ချင်းပေါ့ယောက်ျားပြန်လာအောင်လုပ်တာအခုချက်ချင်းအစီအပြေအောင်လုပ်တာအခုချက်ချင်းပြောလို့ဆိုလို့ကောင်းအောင်လုပ်တာမကောင်းတဲ့အစီရင်တာဖြစ်ပါလိမ့်မယ်ချက်ချင်းမလွယ်ပါဘူးအဲ့တော့ဆရာမိတ်ဆွေတို့နားလည်သွားရခြင်းနဲ့နော်နံပါတ်1မိသားစုတပုံတပုံကိုမှန်ပေါင်လေးထက်အဲကမှကတာဒါမှမကျင်တဲ့သိရင်ဩငါမိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်စီစီလုံးလုံးချက်ချင်းနာနာရှိပါလားဟာဒီလိုလေးပြောဒုတိယတစ်ခုဒုတိယတစ်ခုကကျတော့ just ဂိုင်းပါတဲ့ဖန်ခွာတဲမှာ just ရည်လေးသုံးပုံပုံတပုံထက်တဲ့တဝက်ထက်တဲ့ရည်လေးထက်ထက်ပြီးသွားတဲ့အခါမိသားစုဥယျာဉ်လိုက်ကျောက်စရစ်ခဲအရည်တွက်လိုက်ထက်နမလေးတွေခေါ်ပြီးကျောက်စရစ်ကလေးထက်ထက်ပြီးတော့ဂတ်ထုဆာရွက်ကလေးမှာမိသားစုတွေစစ်စစ်လုံးလုံးနဲ့အစင်ပြေပါစီလို့ရေးပြီးတော့ဂတ်ထုဆာရွက်ကလေးနှစ်နှစ်ပြီးတော့နိုင်ရန်တစ်ခုခုမှာအမိလေးတစ်ခုခုမှာအကက်လေးတစ်ခုခုမှာဥမာရေခဲတက်တာဘောပဲဖြစ်ဖြစ်ဗီဒိုဘောပဲဖြစ်ဖြစ်အဝတ်စင်ဘောပဲဖြစ်ဖြစ်ဧကန်းမှာရှိတဲ့ဧကန်းမှာပဲလောက်ရမယ်တော့ဒါကဧကန်းမှာရှိတဲ့ဟာလေးကိုကတ်တာပါတဖြည်းဖြည်းနဲ့အဆိုင်ခဲအဖုထစ်ပြီးရော့ပြီးတဲ့အခါမိသားစုတွေ ตายานาပြောပဲပြောရှင်စရာမိသားစုလေးဖြစ်မှာအသေးကြပါပဲဒီလိုပါပဲစီဝါတက်ရှင်ရင်မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်အစဉ်ပြေတဲ့မိသားစုဟာစီဝါတက်ပါလေဒါကြောင့်ဆရာရဲ့မိတ်ဆွေတွေအားလုံးမိသားစုတွေအားလုံးတဦးနဲ့တူတယောက်နဲ့တယောက်မိသားစုတိုင်းမိသားစုတိုင်းကျင်ကျင်နာနာယွယွရရရှိကြပါစေလို့အေးချမ်းပါစေလို့ဆရာဆုတောင်းရင်းနဲ့ဒီရက်ရည်ရည်ဖော်ပြပေးပါ